တာမန်ပြည်သူတွေဆရာဝန်တွေကိုခါသေးရတဲ့အကြောင်းရင်းကိုသိသွားတဲ့ဆရာဝန်တယောက်မင်္ဂလာပါ။အော်ဒီယိုဘိုင်းစော်နိုင်ငံကိုကြိုဆိုပါရစေ။ဒီကမှာတော့ကျွန်တော်တို့လိုတာမန်ပြည်သူတွေဆရာဝန်တယောက်အမှားလုပ်တဲ့ခါဘာကြောင့်ခါခါတီးတီးဘိုင်းဝန်ပြောဆိုကြရတာလဲ။အဲ့ဒီအကြောင်းကိုတည်တည်ကြပ်ကြပ်နားလည်သွားတဲ့ဆရာဝန်တယောက်ကသူတွေ့ကြုံရတဲ့ဆရာဝန်များအကြောင်းကိုပြောပြထားတာကိုပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီလိုမျိုးဆရာဝန်ကိုယ်တိုင် ဆရာဝန်မိသားစုဟာတောင်မှဒီလိုမကောင်းတာမျိုးကြုံနေခဲ့ရင်ကျွန်တော်တို့လိုသာမန်ပြည်သူတွေဆရာဝန်တွေရဲ့နှက်ချတာကိုဘယ်လောက်များခံရမလဲတွေးကြည့်နိုင်ပါလေဆရာဝန်လေးပြောတာအဆုံးထိအောင်နားဆင်ကြည့်ရှုပေးပါဦးခင်ဗျာအရင်တော့ကလေးသေးလားလိုင်းပေါ်မှာဆရာဝန်တွေတခုခုပေါ့နော်အမားတခုခုလုံးမိလို့ရှင်လူတွေကတည်းကဝိုင်းကြိတ်တာမြင်မကောင်းအောင်ဝိုင်းကြိတ်တာဝိုင်းကြိတ်တဲ့ခါကျတော့တည်းကကိုအိုးအိုးပေါ့နော် ဘလို့များဖြစ်လို့လဲပေါ့လေနော်ဒါလေးတခါလေလူလဲအမားရှိတာပဲပေါ့လေဘာလို့မခွင့်မလို့နိုင်အောင်တော့လောက်အောင်ဝိုင်းကြိုက်တာလေပေါ့သိမှာအဲ့လိုမျိုးခံစားမိတယ်ပေါ့လေကိုကတော့ဘဝလူတွေချင်းဗျာဆရာဝန်ချင်းချင်းဘယ်လိုပြောရမလဲသူများတက်ပူပြီးတော့စာနာတဲ့သဘောရှိတာပေါ့ဗျာအဲဒါမဲ့ဗျာအခုကကျွန်တော်သဘောပေါက်သွားပြီဗျာသိလားဘာလို့ဖြစ်လို့လူတွေကဆရာဝန်တွေကိုတော်တော်ချင်နေလဲဆိုပေါ့ဒီလိုဗျာသိလားဒီရက်ပိုင်းမှာဖြစ်တာမနေ့က ကျွန်တော်တပီးကမနက်ကဖြားလို့ဆိုပြီးကျွန်တော်မိန်းမကိုကျွန်တော်ဒီအထုကုဆရာဝန်ကလေးအထုကုပေါ့ဗျာတကယ်ငိုးစေးဟိုမှာအကြီးဆုံးပဲသူ့စီကိုကျွန်တော်တပြခိုင်းလိုက်တာတပြခိုင်းလိုက်တဲ့အခါကျတော့ကလေးကဖြားတယ်ချောင်းဆိုးတယ်ပေါ့ဗျာအဲနွမ်းနေတာပေါ့အဲ့နဲ့ပြခိုင်းလိုက်တဲ့အခါကျတော့သူကလက်ကိုသွေးလုံးတောက်ကွေးစစ်ကြည့်တဲ့အခါကျတော့သွေးလုံးတောက်ကွေးကပေါ်နေတယ်အဆက်လေးတွေပေါ်လာတော့ဗျာလက်မှာကျွန်တော် hashtag စစ်တယ်လို့ခေါ်တယ်အဲ့နဲ့အဲ့လိုပေါ်တဲ့အခါကျတော့ သူတောက်ဆေးတွေဘာတွေပေးပြီးတော့ပြန်လှုပ်လိုက်တယ်ဗျာကလေးကချောင်းလဲတော်တော်ဆိုးနေတယ်ပေါ့အဲ့နဲ့အိမ်ပြန်ရတော့ညကြတော့အန်နေပေါ့လေအန်ပြီးတော့ဖေဖေနဲ့ဘိုက်အောင်နေအဲ့လိုပြောတဲ့အခါကျတော့ကျွန်တော်ကသွင်းလို့တုတ်ကွေးအန်နေဘိုက်အောင်နေဆိုကျွန်တော်မကြိုက်တော့ဘူးမကြိုက်တော့တဲ့အခါကျတော့ကြည့်အဲ့ဒါဆိုရင်ငါတို့အဲအဆင်မပြေဘူးပေါ့လေရန်ကုန်သွားကြမယ်ပေါ့ရန်ကုန်သွားကြမယ်ဆိုတော့ကျွန်တော်တို့ကစဉ်းစားလိုက်တယ်ကျွန်တော်ညီရလည်းဆရာဝင်ပဲညီအရင်ဘယ်သွားကြမလဲပေါ့နော်ငါတို့ဘယ်စီးအောင်သွားကြမလဲဆိုတော့အစကတော့ဟိုထုခုစီးအောင်ပေါ့ဗျာလူတွေပြောတယ်ပတ်စံစီးအောင်ပေါ့ပတ်စံစီးအောင်သွားမလို့ ဒါပေမဲ့ကျွန်တော်ညီကိုညောင်းတိုင်ပင်လိုက်တဲ့ခါကျတော့ဒီချိန်ဆိုရင်ပေါ့နော်ညမှောင်နေပြီပေါ့ဗျာဖြစ်နိုင်ခုနိုင်ရှင်းနိုင်ဖြစ်နေဒီချိန်ဆိုရင်ငါတို့ပတ်စံစည်းုံသွားရင်ပတ်စံစည်းုံမှာ MO ပေါ့နော် Medical Officer တို့ခေါ်တော့ဗျာလက်ထောက်ဆရာမှာပေါ့ညတော့ပြီးတော့ကြောင်းပြီးကာစာညီလေးဝင်လောက်ကြတာများတယ်များတဲ့ခါကျတော့သူတို့ပဲရှိမှာပေါ့လေရှိမဲ့ခါကျတော့ဟိုတိတ်ဘယ်လိုပြောရမလဲအဆင်မပြေဘူးကနော်စိတ်ရမှာကိုသမီးဆိုစိတ်ပူတာလည်းပါတာပေါ့ဗျာသူတို့အတင်သေးတာမဟုတ်ပါဘူးကျွန်တော်တို့လည်းဒီဘဝပဲဖြတ်တန်းခဲ့ရတာပဲအတွေးကြုံတွေယူခဲ့ရတာပဲလေအဲ့တော့အဲ့ဒါနဲ့ဟုတ်ပြီအဲ့ဒါဆိုရင်ငါတို့ဘယ်သွားကြမလဲဆိုတော့ ကန်ဆိုးကျင်တော့ကျွန်တော်ကကျွန်တော်ညီရောနှစ်ယောက်စလုံးကရန်ကင်းကလေးစေးအောင်မှာဟောက်စာကျင်ဆင်းခဲ့တာလုံးတင်ဆရာဝင်ပေါ့ဗျာကျွန်တော်တို့ဆင်းခဲ့တုန်းက2018လောက်ဖြစ်မှာပေါ့ကျွန်တော်ညီကကျွန်တော်နဲ့နှစ်ငယ်ဆိုတော့တော့2020ဝင်ကျင်ပေါ့ဗျာကျွန်တော်အဲ့မှာအများကြီးအမှတ်တရကောင်းနေရှိတယ်ဗျာ ACO မှာတိလာဟိုဘယ်လိုပြောရမလဲအရန်ပြော်စရာကောင်းနေဟောက်စာကျင်ဆင်းတော့ဆိုအရန်လဲစေးအောင်မိုက်တယ်အဲ့ဒါနဲ့အိတ်သွားမယ်ကွာလို့အဲ့မှာဆိုရင်ငါတို့ငါတို့မင်းရောဟောက်စာကျင်ဆင်းခဲ့ဆိုတော့အဆင်ပြေတယ်ပေါ့လေပြီးရင်အဲ့မှာဆိုရင်အထူးကူဆရာဝင်လည်းရှိတယ် ညာဘက်တာဝန်ကြားရဲ့တူးဆရာဘောတော့မယ်ကွာလို့အေးစီဟိုပတ်စံစီးအောင်ပါလို့ဒီချိန်ဆိုရင်လက်ထောက်ဆရာဝန်တွေပဲရှိမှာကွာလို့ညာနဲ့နေကျွန်တော်ကဗျာဘာဖြစ်လို့ဆိုကျွန်တော်ကကျွန်တော်ကိုယ်တိုင်လည်းအထူးကုစေးအောင်မှာ MO လုပ်ဘူးလေအကြောင်းပြပြခါစားဘာလို့ကျွန်တော်တို့ကညာဘက်လူနာလာရင်ကျွန်တော်တို့လောက်ရရိုးကရှားတယ်ကျွန်တော်တို့ကကျွန်တော်တို့အထက်အရာရှိပမောခိုင်ကြီးကိုလိုင်းဖုံးစိတ်အစီရင်ခံရတာအမကြီးအဲလူနာတယောက်တော့ရောက်လာတယ်ဒီလိုဒီလိုဒီလိုပဲကျွန်တော်ကအဲ့ဒါကိုမကြိုက်ဘူးကျွန်တော်ကဖြစ်စေချင်တာဗျာလူနာတယောက်ရောက်လာရင်နားနဲ့နှကြက်နဲ့လူနာရဲ့ရင်ဘက်ကလာတဲ့အပံကိုနားထောင်စေချင်တာဗျာသိလား ကျွန်တော်စန္ဒာအဲ့ဒါဆိုကျွန်တော်ဟိုကရောက်သွားတယ်ရန်ကင်းကလေးစင်းကိုရောက်သွားတယ်ရောက်သွားတော့အဲ့ဒီမှာအရေးပေါ်ဌာနမှာကံကောင်းကျင်တော့ तू က2016ကဝယ်ရတဲ့ badge ကျွန်တော်2019ဆိုတော့အာ easy peace ပေါ့ဗျာအဲ့ပြောပြလိုက်တော့ဟုတ်ပြီအဲ့ဆိုစောင့်ကြည့်ရပူကောင်းတယ်တဲ့ तू ကလက်ခံတယ်လက်ခံပြီးတော့ကျွန်တော်ကိုအပေါ်ကအပေါ်တင်ပေးလိုက်တယ်ပေါ့ဗျာစေးုံတက်မယ့်နေရာတင်ပေးလိုက်တဲ့ခါကျတော့ तू 30တိုင်းမမေးတာပေါ့မေးတဲ့ခါကျတော့ဆရာဝန်ဖြေရနော်ဆရာဝန်ကျွန်တော်ဖြေရကျွန်တော်ကျွန်တော်မျိုးသမီးကအရက်သားဆိုမဖြေတတ်မှာဆိုတော့ကျွန်တော်ဖြေရ ဖြေတဲ့ခါမှာကျွန်တော်တေချာပြောတယ်ခလေးကချောင်းဆိုးတယ်ဆိုတာလူနာကျွန်တော်မပြောရင်တော့ကျွန်တော်သမီးတအုံးချောင်းနေဆိုးနေတာဗျာပွင့်လင်းပြောရင်တော့ဗျာနမိုနီးယားပေါ့ဗျာဒီဆုပ်ရောင်နဲ့လက္ခဏာပေါ့ဗျာရှင်းပါတယ်နမိုနီးယားနဲ့အဲကျွန်တော်တို့ဒီလက်ကိုစစ်တဲ့သွေးလုံးတဝေးပေါ့နော်လက်ကိုသွေးပေါင်တိုင်းတဲ့ဟာနဲ့ပတ်စစ်တဲ့ဟာဆိုတော့ကျွန်တော်ကအဲစိတ်ပူသွားတာပေါ့ဗျာနှစ်ခုမြန်တွဲဖြစ်နေရလားဆိုပြီးတော့အတိအချပြောပြတယ်ချောင်းဆိုးတယ်ဘာညာပါတယ်ကျွန်တော်ပြောတယ်တဲ့မှာ အဲ့အဲ့ဒါနဲ့အော်ဟုတ်ပြီတဲ့တာဝန်ကြားတဲ့ဆရာဝန်လည်းအဲ့ဟုတ်ပြီလေးတဲ့အဲပြီးရင်ကျွန်တော်ကိုကျွန်တော်လည်းဆရာဝန်မှာဆိုကျွန်တော်မိတ်ဆက်တယ်ဘာလို့မိတ်ဆက်လဲဆိုတော့ဗျာတိတယ်မလားဗျာဥမာဆိုရင်ဟိုကျွန်တော်တို့ဒီတူတဲ့လောကသားတွေ ਆ ဗျာဥမာထားပါတော့ဟိုဌာနဆိုင်ရာဝန်ထမ်းတွေဆိုလည်းတယောက်တစ်ယောက်ဘတ်ရှင်းတူရင်လုံချင်းတူတယောက်တစ်ယောက် respect ပြည့်ရှိတယ်ဒီဗျာကျွန်တော်ကျွန်တော်သမီးကို view ဆိုင်စေချင်လို့ပြောပြရဲအဟုတ်ပါပြီအဲ့ဆိုလုံပြပါမယ်ဘာညာဘာညာဆိုပြီးတော့ကျွန်တော်ကိုကျွန်တော်တို့ကျွန်တော်နဲ့ကလေးနဲ့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဟိုကသွေးလုံးတုပ်ကိုအခန်းထဲကိုထည့်ထားလိုက် ွင်းလုံးတော့ကိုသွေးဖောက်စစ်တာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဆေးရုံရောက်တော့၈နာရီကျော်ကျော်လောက်ရှိပြီပေါ့မနေ့နော်ဆရာဝန်အကြီးတွေမရောင်းခင်အထီးကိုဘယ်သူမှသွေးပေါင်လာမတိုင်းဘူးတညာလုံးအပြားလက်တာမတိုင်းဘူးစိတ်တော့မကောင်းဘူးပေါ့ဗျာနော်ဒါမှလည်းအော်အလုပ်တွေများတယ်ပေါ့ဗျာနော်အေးအလုပ်တွေများလို့နေမှာပါကလေးလည်းကောင်းတာပဲနော်ကိုလည်းဘေးနားမှာရှိနေတဲ့အခါကျတော့အေးဗောလေသူတို့အလုပ်တွေများနေလို့ပေါ့ ဘာလို့ပေးထားလဲဆိုတော့ပလင်းတစ်လုံးကိုနှိမ့်နှိမ့်နဲ့ဖြည်းဖြည်းနဲ့ဗျာကျွန်တော်ဒရစ်ဆက်လို့ခေါ်တာပေါ့ဒါတွေကရပါတယ်ဒါတွေမမမီးလေအဲ့ပလင်းတစ်လုံးချိတ်ပေးထားတယ်ကန်နင်းနေတယ်တ냐လုံးတောင်းလာမကြည့်ဘူးဗျာသူရောလည်းမတားဘူးအပြားလည်းမတားဘူးဘာမှလည်းလာပြီးတော့ဟောမဖြစ်ဘူးစေးတွေကကျွန်တော်ကကျွန်တော်ပါလာတာပါရစီတမောအေးတို့ဘာလို့တိလာအကျွန်တော်ကကျွန်တော်ကိုယ့်ဟာကိုယ်ပဲကုနေတာပေါ့ဗျာစေးဟိုမှာကိုယ့်ဟာကိုယ်ကုနေရတဲ့သဘောပေါ့ပြီးလဲပြီးရောဘလို့ဖြစ်လဲဆိုမနေ့ကျတော့ကျွန်တော်ညီလာပြီးတော့သူလည်းထောက်တာပဲဆရာဝင်ပဲအဲလာပြီးတော့မေးပြီးတော့မဟုတ်သေးဘူးနော်တဲ့ရအောင်တဲ့ သူ့လူတော်ကြီးအဖြေတွေထွက်လာတော့ပဲသူ့စစ်လာသူ့လူတော်ကြီးအဖြေစစ်တော့လေမပြဘူးသူကသူ့နှစ်ချက်လေးထုတ်ပြီးတော့အဖြေမပေါ်ဘူးပေါ့ဗျာသူ့လူတော်ကြီးစစ်သူ့လူတော်ကြီးမဟုတ်ဘူးပေါ့သူ့နှစ်ချက်လေးထုတ်ပြီးတော့ခလေးအဆုပ်ကိုသူကနားထောင်ကျွန်တော်ကနှစ်ချက်မိကြံခဲ့တယ်ဗျာပွင့်လေးပြောရင်တော့ညာကြီးမင်းအလော်တကြီးထွက်လာတာဆိုတော့သူနားထောင်မပြောင်းနဲ့ခလေးရဲ့အဆုပ်မှာတော့ရဲရအောင်နဲ့ကျွန်တော်ရှီ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 မိရဗျာဒီအဆုပ်လေးပြုံလေးရောင်တဲ့အတန်ပေါ့ပြီးရင် craps လို့ခေါ်တယ်အင်္ဂလိပ်လိုကတော့ကျွန်တော်တို့အဆုပ်ထဲမှာချွဲတန်ရေးတန်တွေပေါ့ဗျာအဲ့ဒါကြီးကြားနေရတယ်အဲ့ဒါကြီးကြားနေရတယ် အဲ့နဲ့ကျွန်တော်ကဟုတ်လားပြင်းစမ်းမကွာဆိုမင်းနဲ့ချက်ပြီးပြီးတော့ကလေးကိုနားထောင်လိုက်တော့ပထမစတင်လိုက်တာနဲ့အဲ့အတိုင်းကြီးကကြားနေတယ်။နမူနီယလက္ခဏာပေါ့ဗျာ။အဲ့နဲ့ကျွန်တော်ကအဲ့ကြတော့မှကျွန်တော်ချက်ကိုလေ။ဘာလို့ဆိုဗျာကျွန်တော်ကကြတော့ယုံကြည်မှုနဲ့အလုပ်လုပ်တဲ့လူဗျာတိတာချက်ကိုကျွန်တော်ညတော့သေချာမကြည့်မိဘူး။ဘာဖြစ်လို့လဲဆိုတော့အော်သူတို့ကိုယုံနေလေ။ဆရာဝန်အချင်းချင်းလည်းဂယူးဆိုင်လိမ့်မယ်လို့လည်းထင်နေလေ။ထင်တဲ့အခါကျတော့တော့ကမကြည့်မိဘူး။ချက်ကိုချက်ဆိုလူနာမှတ်တမ်းပေါ့။ဂရင်လူနာဂရင်ချင်းမှထား။အဲ့လူနာမှတ်တမ်းကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာတော့ shock ဗျာ။ လူနာရဲ့အဆုံမှာတဲ့ဘာတမ်းမှမကြပါဘူးအားလုံးရှင်းပါတယ်ဆိုပြီးမှတ်တမ်းထည့်တာကျွန်တော်တော်တော်ဒေါသထွက်တယ်ထင်လားဒါနားမထောင်လို့ဗျာထင်လားနားထောင်ရင်ဗျာတို့အထုကူကြီးလေကျွန်တော်ပြောဆရာကြီးတွေဆရာကြီးတွေအထုကူကြီးတွေနားထောင်ရင်ကြားတယ်ကျွန်တော်တို့လို့ဗျာအထွေထွေယောဂကူဆရာဝင်တော်ကြားတယ်ကျွန်တော်ကြားတယ် तू မကြားဘူးဆိုတာကျွန်တော်က तू လက်ဆောင်ရမ်းတော်နေလို့ကြားမကြားတာမဟုတ်ဘူးကျွန်တော်ကကျွန်တော်သမီးဆိုတော့ဘလူးဆိုင်မှုအပြည့်ရှိတယ်လေ तू တို့ကကျွန်တော်သမီးကဘာမဟုတ်ဘူးလေဘာမဟုတ်တော့နားမထောင်တာလောကနားမထောင်တာလည်းဖြစ်နိုင် ကျွန်တော်တော်တော်ပောက်ကွဲလာဗျာလုံးဝလန်းဆိုင်လို့ခေါ်တဲ့အဆုတ်ကအပန်တွေကလုံးဝထင်ရှားတယ်ပြက်သားတယ်ဗျာနမိုနီးယားမှလည်းကျွန်တော်သိနေပြီအဲ့နဲ့ကျွန်တော်ညီကတော့ပြောတယ်အထုကိုကျွန်တော်တော့ရိုးသေးသေးပဲနော်စောက်ပြက်တာဘာမှမရှာခဲ့ဘူးရှာရင်ရှာလို့ရတယ်ပြီလားထားပါတော့အဲ့ဒါတွေထားပါဟိုအာနာဘာဝပြရတာတွေလည်းကျွန်တော်ဝါသနာမပါပါဘူးအဲ့နဲ့ကျွန်တော်ညီကတော့ပြောတယ် အမလမ်းဆိုင်နေကြရတယ်ကျွန်တော်တို့ကကိုအကြီးတွေဆိုအကိုတို့အမတို့ခေါ်တာဗျာသိလားဒါပေမဲ့အကြီးတွေလို့တာပြောတာပေါ့ဗျာကျွန်တော်တို့ batch ကျွန်တော်တို့ batch ကဟာကြီးပဲသိလားဒါပေမဲ့လေးစားတမှုနဲ့ပေါ့ဗျာအဲ့တော့အမရေအဲလူငါမလမ်းဆိုင်နေကြနေတယ်ချာမဲ့ချက်ထင်းမှာမှတ်တမ်းထဲမှာကြတော့လမ်းဆိုင်မကြဘူးလို့ရေးထားတယ်ပေါ့နော်အဲ့ဒါကျွန်တော်ညီကို call လုပ်တယ်ဗျာဆရာဝန်အချင်းချင်းနော်အားရအဲ့ဒါလေးမိကိုမေးတော့ရတယ်တေချာမှမပြောတာရတယ်တေချာမပြောတာဆိုတော့ဗျာကျွန်တော်မေးနေတာ လူနာချောင်းစိုးရင်အဆုတ်နားထောင်အောင်ခင်ဗျားတို့ကအဲ့ဒါအဲ့ဒါကခင်ဗျားနားမလည်ဘူးလားသူတို့ဟိုလူနာချောင်းစိုးပါလေလို့လူနာကပြောနေတာကိုလူနာရဲ့လမ်းစလို့ခေါ်တဲ့အဆုတ်တွေကိုနားထောင်အောင်မယ်ဆိုတာဒါဒီအစ်စ်မဟုတ်ဘူးလားဗျာခင်ဗျာအဲ့နဲ့ကျွန်တော်ညီရတော့ပြရပြချောင်းမယ်ပေါ့ဗျာပြောပြီးတော့ပြန်လာပြန်လာပြီးတော့ခဏနေတော့ဟောက်စာကျင်တရားလုံးတင်ဆရာဝင်တရားဟောက်စာကျင်ဆိုတော့ဗျာအခုမှအလုံးတင်ဆရာဝင်ပဲရှိသေးတယ်ဗျာသိလားဆောင်းကြီးအောက်ကြီးနဲ့လာပြီးတော့ချက်ကိုဗျာလာပြင်သွားတယ် လမ်းစားကိုကလီးရပါတော့ဘာမှအဆုတ်မှဒီကလေးရဲ့အဆုတ်ကကောင်းပါတယ်ဘာမှမကြားပါဘူးဆိုတဲ့နေရာနေပြီးတော့အဲကလေးကလေးအဆုတ်ပါပေါ့နော်ခုနကကျွန်တော်ညီပြောတယ်အပန်ကြားပါတယ်ဆိုတာလာပြင်ပါစောင်းကြီးအောင်ကြီးနေဗျာမဟုတ်ဘူးကျွန်တော်ပြောပြတာလေအဲ့တော့လေကျွန်တော်လည်းလက်မြောက်လိုက်ဒီမှာဆက်ထားရလို့တော့မဖြစ်တော့ဘူးအဲ့နဲ့ကျွန်တော်သူ့ကိုဂျိုးတေးတေးလေးလေးစားစားပါပဲကျွန်တော်တို့သူများရိုင်းမယ်မရိုင်းပါဘူး ကျွန်တော်စေးုံစင်းတော့မယ်ပေါ့နော်အဲကျွန်တော်လက်မှတ်ထိုးပြီးစင်းလာခဲ့စင်းလာတော့ရည်ရတယ်ကျွန်တော်လူနာမှတ်တမ်းယူပါတယ်အောင်မေးလို့လीတကယ်ဟိုကျွန်တော်တို့ဒီစေးုံမှာလူနာတွေကိုလိုက်နှိပ်ဆက်တဲ့ဒီအပြာဝစ်ထားတဲ့အလုတ်သမားတွေပေါ့ဗျာအိမ်မိမိုက်ကြောက်ပြို့လို့ပြတာနဲ့လိုက်လာတယ်လိုက်လာပြီးတော့လူနာတွေကိုဗျာနှိပ်ဆက်အော်ခွစ်စဲဆိုတဲ့အပွဲပေါ့ဒါမှမဟုတ်သူတို့အကြောင်းကတော့ကျွန်တော်တို့မပြောဘူးလေဘာလို့ဆိုကျွန်တော်တို့လည်းမတန်ဘူးဘာမှမဆိုင်ဘူးအဲ့အိမ်မိမိုက်ကလိုက်လာပြီးတော့မှတ်တမ်းစာကိုယူသွားသေးလားတဲ့မှတ်တမ်းစာကိုမယူပါဘူးဗျာတို့ခင်ဗျားမှတ်တမ်းစာဥမာခင်ဗျားတို့တာဝန်ကျစရာဝင်အထူးကုစပွဲပေါ်မှာထားလိုက်တယ် ဲ့လိုလေကျွန်တော်ပြောချင်တာလေအခုဒီဗီဒီယိုတင်လိုက်ရတဲ့ရည်ရွယ်ချက်ကဗျာဘာပြောချင်တာလဲဆိုတော့ကျွန်တော်မသိခဲ့လို့ဘာလို့ဆရာဝန်တွေကိုဒီလောက်လူတွေကခါသီးနေလဲခါတတ်နေလဲဆိုတာကိုကျွန်တော်မသိခဲ့လို့ SSC စေုံကျွန်တော်သွားလိုက်တယ်လေအဲ့ရပြန်စေးမြေသွားလိုက်တော့ဟိုမှာ MI ပေါမခတော်တော်အေးအေးသိမ့်နေပြရတယ်စိတ်ကိုချမ်းသာနေရောဗျာဒီမဲ့တက်မှရိုက်တယ်ကျွန်တော်ထင်တဲ့အတိုင်းနမူနီယာတန်းပြရယ်နမူနီယာစေးတွေပေးတယ်အခုကျွန်တော်ကလေးတတ်တာနေပြီအဲ့ကျွန်တော်လူနာယီကိုပြောချင်တာလေ ကျွန်ဒီဗီဒီယိုညီကုန်းချုပ်လိုက်မယ်နော်လူနိုင်ကိုပြောချင်တာလေမိတ်ဆွေတို့မှလုံးစရာတိတ်အများကြီးမရှိဒါလေးတွေများများရှင်ဒါလေးတွေများများရှင်နော်အဲ့ဒါတိတ်ချက်ပေါ့နေ့ချက်ကကြတော့ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်ကျွန်တော်အိတ်စေးရုံကနေထွက်လာတဲ့အချိန်မှာကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်ငါဒီ၎င်းငါမိသားစုဝင်ဒီ၎င်းနောက်နောက်မကွေမချင်းဘယ်တော့မှ ပြည်သူစေယုံနေမသွားတော့အာတန်လေးတန်ချားလိုက်အဲ့တော့ဒီဗီဒီယိုလေးရဲ့ယူရချက်ကတော့ဒီလောက်ပဲဘယ်လိုမှလည်းပြဿနာရှာမှလည်းမဟုတ်ဘူးဘယ်ဥမှလည်းအတိုင်တော်တွေထူမှလည်းမဟုတ်ဘူးမင်းတို့ဆရာဝန်တွေကတပြားဆရာဝန်တွေဘောလာဘာဖြစ်တယ်ညာဖြစ်တယ်သိရမှာအောက်မှာလာဆဲတာအဲဒါဆဲတဲ့ခါကျရင်အော်ဒီလူတွေဝလုံးရှင်နဲ့တိမ်းကြုံပြီးရိုက်လေခြင်းပေါ့နော်စိတ်ကမကောင်းဖြစ်တာပေါ့လေကိုကတော့ဘက်ဒီကဖီးအချင်းချင်းအဲ့မဲ့ဒီနေ့ကစပြီးတော့လာဆဲလို့ရရတယ် เนาะရတယ်ကိစ္စမရှိဘူးကျွန်တော်ကျွန်တော်အဲ့လိုဆဲလို့ကျွန်တော်နာမည်တို့ခင်ဗျာမထင်ခဲ့တော့ဘူးဗျာအဲ့ဒါလေးပြောခြင်းကျေးဇူးပဲ